မအိုဘီမြို့နယ်မလတ်တိုကျေးရွာအုပ်စုပလောင်ကျေးရွာမှာဖေဖော်ဝါရီ26ရက်နေ့ညနေကဒေသခံလေသမားတွေနဲ့ရဲတပ်ဖွဲ့သားမှအပြန်အလှန်တိုက်ခတ်မှုတွေဖြစ်ခဲ့တာကြောင့်ရဲတယောက်သေဆုံးခဲ့ပြီး45ယောက်ဒဏ်ရာရခဲ့ပါတယ်။ Orchid Company ဘိုင်းငောင်းမွေးကန်တဝိုင်နှွေစပားဆိုင်ဖို့လင်းမြေရှင်းလင်းခဲ့တဲ့လေသမားတွေနဲ့ခရိုင်ရဲတပ်ဖွဲ့သားမှအပြန်အလှန်တိုက်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီးနေမြေတင်းရင်အေးချမ်းသွားပြီလို့ မြန်မာအစိုးရကဖေဖော်ဝါရီ29ရက်နေ့မှာတည်င်းထုတ်ပြန်ခဲ့ပါတယ်။သူရဲ့အဓိကတော့မဖြစ်စည်းအောင်။ပိုင်ရှင်ဘက်လည်းမဟုတ်ဘူး၊ကိုယ်ကတော့မဖြစ်စည်းနဲ့။နောက်ဆုံးသူတို့ဆွေးနွေးတဲ့ကိုအမျိုးစုံကကြည့်ပါနော်။အဲ့မှာရောသူတို့ကိုယ်တိုင်ကိုယ်တိုင်ညှိပြပါလေ။ပိုင်ရှင်ကလည်းဒီကနေ့စေတို့ဒင်းတစ်စံဟုတ်ကဲ့တန်းကြည့်ရဲမသိနဲ့။လေသမားတွေကလည်းမဖြစ်စည်းနဲ့။လေသမားတွေကတို့ဒါလက်နက်တွေနဲ့အကြမ်းဖက်တဲ့ပုံစံဖန်တီးလာတာကြောင့် ပုံမှ144ထုတ်ပြန်ပြီးလူစုခွဲခဲ့ရတာဖြစ်တယ်လို့နေမြေခံဒုတိယရဲမှူးကြီးကပြောပါတယ်နိုင်ငံ55မှာဟုတ်ပဲဒီဘက်ကလည်းရိုက်တယ်အဲ့ဒါကသူ့ဘက်ကကလေးလေးတွေမိမရှိတဲ့ပြင်အဲ့ဒါတွေကိုဖယ်ဖယ်လိုက်တဲ့အချိန်မှာသူကရဲတွေကလေးတွေဖယ်နေတဲ့အချိန်သူကအလင်းငယ်ဝင်ပြောတယ်အဲ့ဒါကဓာတ်နဲ့ခုတ်ကြတယ်တောင်းတယ်မားတွေကိုသူကရဲတွေပြန်ထုတ်ပြေးလာလေသမားတွေနဲ့ရဲတပ်ဖွဲ့ကြားမှာဖေဖော်ဝါရီ26ရက်နေ့မှာအချိန်ချင်းညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့ ငေါမွေးကန်နားမှာရှိနေတဲ့လေသမားတရာကျော်ကိုရဲတပ်ဖွဲ့ကအာရမလူစုခွဲရိုက်နှက်ခဲ့ရာကအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပြီးလေသမား၁၉ရောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ကကိုဝန်ဆောင်မျိုးသမီးတရာကိုဝန်ပြက်ချသွားခဲ့ပါတယ်တို့ဟိုဘက်အချမ်းလဲရောက်လဲရောက်ကျွန်တော်တို့တနက်နဲ့ပြက်ကုန်မရှိစင်းရဲသားတွေကအခုဒီတိုင်းနေလဲစားဝတ်နေရေးကအဆင်မပြေဘူးအသက်မွေးကြောင်ဒီနေရာမှာရှာဖွေစားတဲ့နေရာပဲနည်းနဲ့မှနောက်မဆုတ်ပေးနိုင်ဘူး ဒုံးနဲ့ရိုက်ကြည်နှင်းပြစ်ပြီးလူစုခွဲခဲ့တဲ့ရဲတပ်ဖွဲ့ဝင်30နီးပါးလဲမဟုတ်ဝင်စေးယုံကိုတန်ရာရီနဲ့တင်ထားရပြီးတယောက်ကရန်ကုန်စေးယုံကြီးမှာကွယ်လွန်ခဲ့တယ်လို့အစိုးရကဆိုပါတယ် ဒီနေ့ဆိုတင်းစာထဲမှာထုတ်ပြန်လိုက်ပြီပေါ့နော် ပုံစံတစ်တွေရှောက်ဖို့ကိုမြေယာပိုင်ဆိုင်မှုတွေပုံစံတစ်ရှောက်ဖို့အတွက်နောက်ထပ်တစ်နှစ်ထပ်တိုးလိုက်တယ်ပေါ့အဲ့တော့လဲသမားတွေရောကုမ္ပဏီပိုင်ရှင်ရောဒီအုပ်ချုပ်ရေးပိုင်ဆိုင်မှာတာဝန်ယူထားတဲ့ပုံကိုတွေရောပေါ့နော်ကျမတို့တင်းမြေယာရဲ့ရှေ့မှာတအူးနဲ့တအူးပေါ့နော်အပြန်အလှန်ဆွေးနွေးပြီးတော့ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင်ပြေလည်နိုင်တယ်လို့ကျမတို့ကပြောပါတယ်